ီမိုကရက်တစ်မြန်မာအသံ DVB ရဲ့နိုဝင်ဘာလ18ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မောတော့မြို့ကိုလက်လွတ်ခဲ့ရတဲ့အတွက်ကံယူရန်စစ်ဌာနချုပ်တိုင်မှုစုံခုံစစ်ခံရတဲ့သတင်း၊ရေဒါစခန်းမှာဝါရဖြန့်ဓာတ်ပုံရိုက်နေတဲ့စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံရပြီးတေဆုံးသွားတဲ့သတင်းနဲ့ရန်ကုန်မြို့ပြပျောက်ကြားတော်လိုင်းရေးတပ်ဖွဲ့ဝင်2ဦးဖမ်းဆီးခံရတဲ့သတင်းတွေနားဆင်ကြရမှာပါ။ ထိုင်းမြန်မာနယ်စပ်ကမော်တော့မြို့ကိုလက်လွတ်လိုက်ရတဲ့အတွက်စစ်ကောင်စီကကန်ယူဒန်စစ်ဌာနချုပ်ကာယခတိုင်းမူဗိုလ်ချုပ်ကျကျော်ဟန်ကိုစုံခုံစစ်ဆေးနေတယ်လို့နေပြီးတော့သတင်းရင်းမြစ်တွေစီကသိရပါတယ်။ကန်ယူဒန်စစ်ဌာနချုပ်လက်အောက်ခံတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်မော်တော့မြို့ကစစ်ကောင်စီရဲ့ခန်းစစ်စခန်းကို နိုဝင်ဘာ14ရက်မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA နဲ့တော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာ15ရက်မှာတိုင်းမူစစ်ဆေးခံရလာလို့နေပြီးတော့သတင်းရင်းမြစ်ကပြောပါရယ်နိုဝင်ဘာ15ရက်ကဒုတိယပိုချုပ်ကြီးညွန့်ဝင်းဆွေနဲ့အဖွဲ့မှာပိုချုပ်ကျော်ကျော်ဟန်နဲ့နီးပြူဟာအဖွဲ့ကိုဘိမ့်မြို့နယ်ရှိကာယခတ်တန်းရုံမှာစုံခုံစစ်ဆေးခဲ့တာလို့ဆိုပါရယ်စစ်ကောင်းဆောင်ကနိုဝင်ဘာ16ရက်မှာကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုတွားရောက်ပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်ကစစ်ဦးစီးစစ်ရဲစစ်ထောက်နဲ့ ီးဗျူဟာကစစ်ကောင်စီအရာရှိတွေနဲ့လည်းတွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းသတင်းထုတ်ပြန်ထားပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်းကျွာကရေဒါစခန်းမှာဝါရပြန့်တပ်ပုံရိုက်ကူးနေတဲ့စစ်ကောင်စီတပ်ကိုအရခတ်တပ်တော်အေအေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေထိခိုက်သေးဆုံးခဲ့တယ်လို့စီရီသတင်းရင်းမြစ်တွေကပြောပါတယ်။နိုဝင်ဘာ14ရက်ကမင်းပြင်းကြေးရွာကိုစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးလူအင်အားမများလို့အေအေကခိတ္တဆုပ်ပေးလိုက်တဲ့အချိန်မှာစစ်သားတွေဝါရဖြန့်ဖို့တပ်ပုံရိုက်ကူးနေတော့အေအေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်တာလို့ အေအေရဲ့စီရင်တရင်ရင်မြစ်ကပြောပါတယ်အေအေဟာရခိုင်စစ်မျက်နှာနဲ့ ARB စစ်မျက်နှာတို့မှာစစ်ကောင်စီတပ်ရဲ့အစ်စ်တင်ပေါ်ဆယ်စင်းထက်မနည်းကိုလည်းလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့ပူပါတယ် ရန်ကုန်မြို့ပြပြကြား WPA တော်လိုင်းတပ်ဖွဲ့ဝင်အုပ်စစ်ကောင်စီတပ်ရဖမ်းဆီးတာခံရရလို့သူတို့နဲ့အဆက်အသွယ်ရှိသူတွေရှောင်ရှားကြဖို့နဲ့သူတို့ကိုအဆက်အသွယ်လုံးဝမလုပ်ကြဖို့ WPA တပ်ဖွဲ့ကသတိပေးကြေညာထားပါတယ်။ WPA တော်လိုင်းတပ်ဖွဲ့ဝင်ရဲဘော် KC နဲ့ရဲဘော်မိုးလီတို့နှစ်ယောက်ကိုနိုဝင်ဘာ16ရက်မှာစစ်ကောင်စီတပ်ကဖမ်းဆီးသွားတာပါ။ WPA တပ်ဖွဲ့ဝင်တာဝန်ရှိသူက ဒီကနေ့ကျွန်တော်တို့ရဲ့ရန်ကုန် UG People Army YUPA ရဲ့ရဲဘော်တွေဖြစ်တဲ့ KC နဲ့မိုးလင်းဆွဲခံလိုက်ရပါတယ်။သူဖြစ်ပါရင်သူတို့နှစ်ဦးနဲ့ဆက်သွယ်ရှိသူများရှိပါကလုံးဝဆက်သွယ်မလုပ်ပိုင်ရန်သတိပေးအပ်ပါတယ်လို့ပြောပါတယ်။ YUPA ရဲဘော်တွေလည်းအရေးပေါ်နေရာရှစ်ပြောင်းနေရပြီးရှစ်ပြောင်းစေးတွေလည်းလိုအပ်နေတာကြောင့်ရဲဘော်တွေရဲ့ရှစ်ပြောင်းစေးတွေအရန်လိုအပ်နေတယ်လို့ဆိုပါတယ်။စစ်တပ်အနာသိန်းတော်ကိုမလိုလားတဲ့လူငယ်တွေစုပေါင်းပြီးဖွဲ့စည်းထားတဲ့ ့ YUPA ရန်ကုန်မြို့ပြပျောက်ကြားတော်လိုင်းရေးတပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့နယ်တွင်မှရှိတဲ့စစ်ကောင်စီတပ်ရဲနဲ့စစ်ကောင်စီတောင်းတိုင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာပါမဲဆွေစီယုံရမှာတော်လိုင်းရေးဆိုတဲ့စကလုံးတုံနှုံခဲ့တဲ့ပြည်သူပါတီမှသင်္ကန်းကျုံမြို့နယ်ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ကိုအရေးယူသွားမယ်လို့စစ်ကောင်စီလက်အောက်ခရွေးကောက်ပွဲကော်မရှင်ကတရင်ထုတ်ပြန်ပါတယ် ဒေါ်မဘာ16ရက်ကတော်လိုင်းရင်းဆိုတဲ့စကလုံးသုံးပြီးမဲဆွယ်စည်းရုံးခဲ့တဲ့ပြည်သူပါတီကကိုစလင်လောင်းကိုအေးမမြူဘူးလားလို့စေအောင်စုနဲ့ပြည်တွင်းသတင်းမီဒီယာတွေနဲ့အုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာမြန်မာ National Post သတင်းဌာနကမေးမြန်းခဲ့တာပါစစ်ကောင်စီလောက်ခံ UEC ဘက်ကအကြောင်းအရာမှန်ကန်မှာကတရားစွဲအဖွဲ့အစည်းများကတက်ဆိုင်ရာဥပဒေနဲ့အရေးယူရမှာဖြစ်ပြီးအရေးယူဆောင်ရွက်ပြီးပါကရွေးကောက်ပွဲကော်မရှင်ကလည်းလွှတ်တော်ကိုစလင်လောင်းနဲ့ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆက်လက်အရေး ယူသွားမယ်လို့ပြန်လည်ဖြေဆိုခဲ့ပါတယ်။စေအိုစုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာတန်ကန်ရေးပါတီအနေရအောင်ပြန်ဖက်ပါတီတွေကိုတန်ကန်ရေးပါတီနဲ့စစ်ကောင်စီဘွာလားဖြန့်တရင်ဌာနတွေကလှုပ်ဆောင်နေတယ်လို့နိုင်ငံရေးသမားတယောက်က TVB ကိုပြောပါတယ်။ဒီလဆိုင်ပိုင်းကပြတ်တောက်ခဲ့တဲ့အင်တာနက်လိုင်းတွေဟာဒီကနေ့ထိပြန်ကောင်းမလာသေးဘူးလို့ရန်ကုန်နဲ့မန္တလေးဒေသခံတွေကပြောပြီးစောင့်ကြည့်ထောက်လှမ်းဖို့ကြိယာတွေတက်ဆင်တာလည်းဖြစ်နိုင်တယ်လို့သုံးသပ်တာတွေလည်းရှိပါတယ်။ နိုဝင်ဘာတရနေ့ကစလို့ရန်ကုန်မြို့နဲ့မန္တလေးကအိမ်3 WiFi internet line တွေပြတ်တောက်တာနှေးကွေးတာတွေဖြစ်ခဲ့ပြီးအခုတော့ပြတ်တောက်တာမျိုးမဟုတ်ပဲနှေးကွေးနေတဲ့အပြင်မိုဘိုင်းဒေတာတွေလည်းတုံးလို့အဆင်မပြေဘူးလို့သိရပါတယ်။ဒီလို internet ဝန်ဆောင်မှုတွေပြတ်တောက်ခဲ့တာနဲ့လက်ရှိချိန်ထိနှေးကွေးနေတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတရားဝင် ထုတ်ပြန်တာတော့မရှိပါဘူး။ အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းတွေကတော့ဒီလိုဖြစ်နေတာတွေကသုံးပတ်လောက်ကြာမှဖြစ်ပြီးဘာကြောင့်ဆိုတဲ့အဖြေကတော့ဂျင်းနဲ့ဆရာမရှိပါဘူးအင်တာနက်လိုင်းတွေမကောင်းတာဟာအင်တာနက် gateway IGW ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကြီးတွေရဲ့ပင်လယ်ရေအောက်ဆက်ကြောင်း fiber cable ချို့ရင်းချက်ကြောင့်လို့အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေကပြောဆိုခဲ့တာပါ thank you